နေယူရောင်းမှာရဟန်းရင်တစင်းပြကြမှုကြောင့်လူ6ဦးသေဆုံး AB 10ရက်နေ့မော်လယ်ပိုင်းကနေယူရောင်းမြို့ဟန်ဆန်မြစ်ထဲကိုရဟန်းရင်ပြကြမှုကြောင့်လူ6ဦးသေဆုံးခဲ့ကြောင်းရိုက်တာသတင်းမှဖော်ပြထားပါတယ်။နေယူရောင်းစီးသည့်ကိုလေပတ်နေတဲ့ရဟန်းရင်တစင်းဟန်ဆန်မြစ်ထဲကိုပြကြခဲ့တာကြောင့်ကလေး၃ရာအပြင် လေရင်မှုသူဦးလည်းသေဆုံးသွားတယ်လို့ဥပဒေစိုးမိုးရေးအရာရှိတွေကပြောကြားထားပါတယ်။ စပိန်နိုင်ငံကမိသားစုဝင်တွေကိုတည်ဆောင်လာတဲ့ခီးသွားရဟန်းရင်တစည်းကနေယူရမျိုးဟန်ဆန်းမြစ်ထဲထိုးကြခဲ့ရာလူ6ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။နေယူရမျိုး Wall Street Helipad ကနေထွက်ခွာလာပြီး15မိနစ်အကြာမှာရဟန်းရင်ကတောင်ဘက်ကိုမလှည့်မီဂျော့ဝါရှင်တန်တရာကိုရရှိခဲ့ပြီးပြေးကြခဲ့ကြောင်းတာဝန်ရှိသူတွေကပြောကြားထားပါတယ်။လေရင်ပြေးကြတဲ့ဗီဒီယိုဖိုင်ထုတ်ပြန်ချက်အရရဟန်းရင်ရဲ့အမည်ရဟတ်ကရိုင်းနေပြီး ရေထင်းကိုထိုးကြသွားကရေလမ်းကြောင်းပြောင်းသွားတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။လေရင်ပြကြပြီးနောက်ခီးတဲ့တွေကိုကြာစင်းစစ်တီမက်ဒီကယ်စင်တာကိုပို့ဆောင်ခဲ့ပြီးတန်နိုင်တမအကောင်းဆုံးကြိုးပမ်းခဲ့ပေမဲ့အသက်ဆုံးရှုံးခဲ့တာကြောင့်အလွန်ဝန်းနေကြောင်းကြာစင်းမျိုးတော်ကိုစတီဗင်ဖူလော့ကပြောကြားထားပါတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။